အားလုံးပဲမင်္ဂလာပါ2000ခုနှစ်မတ်လတုန်းကကမ္ဘာကြီးတစ်ခုလုံးတုံ့လောက်သွားခဲ့ရတဲ့ဖြစ်ရပ်တစ်ခုက အာဖဂန်နစ္စတန်နိုင်ငံမှာဖြစ်ခဲ့ပါတယ်ဒါကတော့နှစ်ပေါင်း1500ကျော်တည်တန်းရှိပြီးတော့မှလူသားချင်းချင်းမှုရဲ့ထင်ကြရပြရုံလို့ပြောလို့ရတယ်ကမ္ဘာအခြေုံရက်တုံမှုကျောက်စီဗုဒ္ဓရုပ်ဘွားတော်တွေကစက္ကန့်ပိုင်းအတွင်းမှာပဲဒိုင်နမိုက်တန်ချောင်းမှုလို့အပျက်စီးပုံဘဝကိုရောက်သွားပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးတော့ကမ္ဘာတဝန်းလုံးကစွန့်အားခဲ့ကြပါတယ် ါကူလုတ်ခေတာကတော့တာလီဘန်တွေကလုတ်ခေတာပါတာလီဘန်တွေဒီလိုမလုတ်ခင်ရောလုတ်နေစဲမှာရောဗမာနိုင်ငံတော်တော်များများကအဲသူတို့ကိုမလုတ်ဖို့တောင်းဆိုခဲ့ပါတယ်အထူးသဖြင့် UNESCO ကဆိုစာရီအရေးအတွက်အများကြီးပို့ခဲ့ပြီးတော့ဓာတ်ဆီးခဲ့ပါတယ်အမေဒီပောက်ခွဲမှုနဲ့အတူပဲဒါကိုဖျက်ဆီးခဲ့တဲ့သူတွေကဗာမီယန်ရဲ့တမိုင်ကပြီးဆုံးသွားပြီလို့ထင်နေကြပါတယ်တကယ်တော့သူတို့တော်တော်လေးကိုမှကူသူတို့ထင်မြင်ယူဆချက်မှားခဲ့တယ်ဆိုတာနောက်ပိုင်းမှာ အဲတိလာရပါတယ်။ဒါကဘာလဲဆိုရင်ဒီဘာမျန်ဗုဒ္ဓရုပ်ဝါတော်ကြီးရဲ့အကြောင်းကိုကမ္ဘာအနှံ့မှာရှိတဲ့လူတွေကပို့ပြီးတော့မှစိတ်ဝင်စားရှိလာပါတယ်။လူတွေရောပညာရှင်တွေရောပါ။အဲပြီးတော့ဘာမျန်ရဲ့လူတွေတိတ်မသိတဲ့လိဝတ်ချက်ပေါ့။ဘာမျန်နောက်ခံတမိုင်းကြောင်းတွေကိုလေလူတွေစိတ်ဝင်စားလာခဲ့ပါတယ်။ဒီကြောက်တောင်ကြီးရဲ့အောက်ခြေမှာကမ္ဘာကရှာမတွေ့သေးတဲ့ပေါ့။ပြီးတထောင်ကျော်ရှိတဲ့အေယာမှာလျောင်းတော်မူဗုဒ္ဓရုပ်ဝါတော်ကြီးတစုရှိတယ်။ ဒီအကြောင်းနေပေါ့နော်ဒါတွေကိုရှာဖွေဖော်ထုတ်ဖို့စူးစမ်းတဲ့လူတွေလည်းဒါပေါ်ပေါက်လာပါတယ်ဒါအပြင်မှာဒီဘုံဝင်းနေကြတဲ့မှာအသက်နဲ့ရှင်းပြီးတော့မှရှာဖွေရည်တွေတို့ထိမ့်သိမ့်ရည်တွေလောက်ရတာတော့မှလှုပ်ချင်တဲ့ပညာရှင်တွေနဲ့အဲလူတွေအများကြီးအဲထပ်မံပြီးတော့မှပေါ်ပေါက်လာပါတယ်ပြီးတော့ဒီအပြည့်စည်တွေကြတဲ့ကလည်းတွေ့ရှိခဲ့တာတွေရှိပါတယ်ဒါဆိုရင်အဲကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာပြောပြမယ့်အကြောင်းကတော့ဒီဘာမီယန်ဒေတာရဲ့နောက်ခံတမိုင်းညောင်းပေါ့ ပြီးခါကျလက်ရှိမှာဗမာပြည်ဒေသမှာဘသူတွေနေခဲ့တယ်လဲပေါ့ဒီရုပ်ွားတော်ကြီးတွေကိုဘသူတွေကထုတ်လုပ်ခဲ့တာလဲပြီးခါကျတော့ဒီဗမာပြည်ဒေသနဲ့ပတ်သက်တဲ့လိဝတ်ချက်တွေအဲသူ့ရဲ့အမှုပညာလက်ရာတွေဒီအကြောင်းတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာပါဒါဆိုရင်ဗမာပြည်ဒေသအကြောင်းကိုစပြီးတော့မှကျွန်တော်ကြည့်ကြည့်ကြရအောင်ပါဗမာပြည်ဒေသကအခုမြင်နေရတယ်လို့မျိုးပေါ့ကြောက်တောင်နေဖုံမှုန်နေပေါ့ ရှိနေတဲ့နေရာပေါ့နော်အရင်တုန်းကတော့ဒီလိုမျိုးပုံစံမျိုးမဟုတ်ပါဘူးလူငယ်တဲ့နှစ်ပေါင်းတထောင်လုံးကဆိုရင်ဒီပေါ်ဘာမီယန်ဒေတာကစိမ့်လန်းစုပြည်တဲ့ကနာဒါလေးက Oasis မြို့တော်ပေါ့အဲမြို့တော်ဖြစ်ခဲ့ပါတယ်ဘာကြောင့်မလို့လဲဆိုရင်ဒီဘာမီယန်ဒေတာကအဲ့ဒီတုန်းကအရှိတိုင်းနဲ့အနောက်တိုင်းကိုဆက်ထားတဲ့ပူလန်မပေါ်မှာရှိတာပေါ့ဒါကြောင့်မလို့ဒီကုန်တယ်တွေတို့ခီးသွားတွေတို့ရဟန်းတော်တွေတို့နားတဲ့အချက်ချာကြတဲ့နေရာပါပြီးတော့သူကဒါမြို့ကြီးတမြို့လည်းဖြစ်ပါတယ် နောက်ပြီးကြတော့ဒီနေရာရဲ့ထူးခြားချက်တစ်ခုက तू ကယဉ်ကျေးမှုနှစ်ခုလာစုံတဲ့နေရာလို့ပြောလို့ရပါတယ်။ဘာကြောင့်မလို့လဲဆိုဒီဂရိလူမျိုးတွေရဲ့အမှုပညာလက်ရာပေါ့ပြီးတော့အိန္ဒိယလူနိုင်ငံကအမှုပညာလက်ရာပေါ့သူတဖြင့်ဒီဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ဆိုင်တဲ့အမှုပညာလက်ရာတွေပေါင်းစပ်ပြီးတော့ဂန္ဓာရလို့ခေါ်တဲ့အမှုပညာပုံစံတစ်ကဒီနေရာမှာဒါတွေ့နိုင်ပါတယ်။အထူးသဖြင့်ဒီဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဒီစင်တူတော်တွေတို့ပြီးရခါကျအဆောက်အဦနေ ဒီနေရာမှာဒီကန္တာရလို့ခေါ်တဲ့အမှုပညာလက်ရာပုံစံရှိပါတယ်ပေါ့ဥပမာအဖြစ်ဆိုရင်ဒီဘာမီယန်ကဗုဒ္ဓရုပ်ဖွားတော်တွေရဲ့သင်္ကန်းရုံနဲ့ပုံစံနေပြီးရခါကျတော့ဒီမျက်နှာတွေ့မြင်နေကဂရိနဗျာရုပ်ထုတွေရဲ့အံပန်နေပါနေတာကိုမှတွေ့ရပါတယ်ပြီးတော့အိန္ဒိယပုံစံနဲ့ဒါပေါင်းဆက်ထားတာပေါ့နော်တမိုင်းကြောင့်အရာပြောရမယ်ဆိုရင် AD 100ဆုလောက်ပေါ့အဲ့ AD 100ဆုလောက်မှာဒီဘာမီယန်ဒေတာကိုအုပ်စိုးခဲ့တဲ့ အဲလူတွေပေါ့နော်မင်းဆက်ကဒါကုရှန်မင်းဆက်လို့ခေါ်ပါတယ်ဒီကုရှန်မင်းဆက်တွေထဲမှာဆိုရင်ကဏိတကဆိုရယ်ဘုရင်တစ်ပါးရှိပါတယ်ဒီဘုရင်ကဗုဒ္ဓဘာသာကိုအကြီးအကျယ်သူချီးမြှောက်တဲ့လူပါဒါကြောင့်မလို့သူ့လက်ထက်မှာပေါ့နော်ဒီအနောက်တိုင်းကနေမှာကုံတွယ်ဖို့လာတဲ့ဂရိလူမျိုးတွေရဲ့ဒီကြောက်စစ်ပညာနဲ့ဒီအိန္ဒိယမရှိတဲ့ဗုဒ္ဓဘာသာရှင်းချင်းမှုပေါ့ဒါပေါင်းဆက်ပြီးတော့မှဒီဂန္ဓာရလို့ခေါ်တဲ့အမှုပညာလက်ရာကဒီကဏိတက မင်းကြီးရဲ့လက်ထက်မှာဒီပေါ်ပေါက်ခဲ့တယ်လို့ပြောပါတယ်ပေါ့ဒါကြောင့်ကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ပဲဗာမီးယားညုပ်ပွားတော်တွေရဲ့ဒီမျက်နာတော်နဲ့ဒီတင်ငန်းယုံမုံပုံစံတွေကဂရိနဲ့ဖျားပုံစံတွေနဲ့သွားပြီးဆင်တူတယ်ပေါ့ဒီအခါကျတော့ဒီဗာမီးယန်သမိုင်းမှာဆိုထင်ရှားတဲ့နေရာတစ်ခုရှိပါတယ်။များသောအားဖြင့်ဗာမီးယန်လို့ကျွန်တော်တို့ပြောလိုက်တာ ਨੇ ဒါဗုဒ္ဓဘာသာဗုဒ္ဓဘာသာယဉ်ကျေးမှုပေါ့နော်။ဒါတွေကိုပဲတွဲပြီးတော့မှမြင်ကြပါတယ်။ အဲဒါကတော့ဒီဗုဒ္ဓဘာသာနဲ့အများကြီးမသက်ဆိုင်တဲ့နေရာတစ်ခုပါဘောနော်ဒါရှီဟောင်းခန့်တက်မြို့ပြကြီးပါ သူ့ကို The Red City လို့အများခေါ်ကြပါတယ်သူ့ရဲ့သူတို့ဒေသခံလူမျိုးတွေခေါ်တဲ့နာမည်ကတော့ရှာအီဇိုဟပ်လို့ခေါ်ပါတယ်ဘာဖြစ်လို့ခန့်တက်နေပေါ့မြန်မာလူစုခန့်တက်နေပေါ့နော်ဘာလို့ခန့်တက်နေလို့ခေါ်ရလဲဆိုတော့ဒီခန့်တက်မြို့ကိုစောက်ထားတဲ့ရှင်သေးတွေကြောက်တုံးနေကဒါအနီရောင်တန်းနေတာပါသူကစည်ရည်ရလဲချက်ချာကြတဲ့နေရာလို့ပြောပါတယ်ဒီဘာမီယန်ဒေတာကိုဟိုပေါ့နော် လာတိုက်တော့မယ်ဆိုရင်ဒီနေရာကိုဖျက်ရတယ်လို့ပြောပါတယ်အရှေ့ကပဲလာလာအနောက်ကပဲလာလာဒီပိုလန်မှာဘဝကနေလာတယ်ဆိုဒီနေရာကိုဖျက်ပြီးမှရှေ့ကိုသွားခြင်းလေဒီနေရာကိုဖျက်အနောက်ကိုသွားရင်လေဒီနေရာကိုဖျက်ရတယ်ဘောနော်ဒါကြောင့်မလို့ဒီကအချက်ချာကြတဲ့နေရာပါဒီခန္ဓာမှာဖြစ်ပွားခဲ့တဲ့ကိစ္စတစ်ခုကြောင့်မို့လို့ပဲဒီဘာမရဒေတာမှာရှိတဲ့တက်ရှိမှန်တမြအခုရှင်းလင်းခံရတယ်ဒီဝမ်းနေစရာဖြစ်ပြဖြစ်ခဲ့ပါတယ်ဒီဖြစ်ဖြစ်ကဘာလဲဆိုတာကျွန်တော်နောက်မှာပြောပြပါမယ် ီးတော့လက်ရှိမှာဒီဘာမင်းရဒေတာမှာဘယ်သူတွေနေတယ်လဲပေါ့နော်အခုလက်ရှိနေတဲ့လူတွေကဟာသာရာလူမျိုးတွေလို့ပြောပါတယ်သူတို့ရဲ့ရုပ်ရည်ကဒီမွန်ဂိုတွေနဲ့ဆင်နေပေါ့နော်သူတို့အစင်ဆက်ပြောခဲ့တဲ့စကားအရတော့ဒီဟာသာရာတွေကကြီးကြီးခံကြံခဲ့တဲ့မွန်ဂိုစစ်တီတော်တွေရဲ့မျိုးဆက်တည်းလို့ပြောပါတယ်သူတို့ကိုးကွယ်တာကတော့ဒီအစ္စလမ်ဘာသာရှီယာကိုကိုးကွယ်တယ်ပေါ့အမိုင်းတခြားမှာဆိုဒီဟာသာရာတွေရဲ့လူနည်းစုဖြစ်တာကြောင့်မလို့အာဖဂန်နစ္စတန်ရဲ့ဒီလူများစုပေါ့နော်လူများစု နော်သူတင်တာလီဘန်တွေကသူတို့ကိုအကြီးအကျယ်ဖိနှိပ်မှုတွေလုပ်တယ်လို့ပြောပါတယ်ဒီဟာဆရာလူမျိုးတွေကများသောအားဖြင့်အိမ်ဆောက်ပြီးနေတာမဟုတ်ဘဲနဲ့ကျွန်တော်အခုပြောမယ်ဒီဘာမီယန်ဒေတာမှာရှိတယ်ဗုဒ္ဓရုပ်ပွားတော်ရဲ့ဘေးမှာရှိတယ်ဘောနော်ကူပေါက်တီထဲမှာသူတို့ဒါအိမ်ဖြစ်နေသူတို့နေတယ်ဘောနော်ပြီးတော့သူတို့ကဒီအမွေနစ်တွေကိုလည်းတက်နိုင်တယ်လို့စောင့်ရှောက်ခဲ့တဲ့လူတွေလို့ဒါပြောပါတယ်အဲနောက်ပြီးကြတော့ ဆကူရစုကိုရောက်လာတဲ့အခါပေါ့နော်1800ပြည့်လို့နှစ်တွေမှာဆိုဒီအာဖဂန်နစ္စတန်ကဘရစ်ရှားအင်ပါယာနဲ့ရုရှားအင်ပါယာတို့အားပြိုင်နေနေရဖြစ်ခဲ့တယ်လို့ပြောပါတယ်ဒါကြောင့်မလို့ဒီပေါ့နော်နှစ်ဖက်ကစစ်တပ်တွေကဒီဘာမီယန်ကတောင်ကြားဒေသဖြစ်တဲ့အတွက်ဒီနေရာကိုရယူဖို့သူတို့စူးစမ်းခဲ့ပါတယ်အဲ့ဒီရယူဖို့စူးစမ်းတာကြောင့်မလို့ပေါ့နော်ဒီနေရာအနောက်တိုင်းခီးသွားတွေလာတယ်စစ်ဖက်လေးလာရေးအဖွဲ့တွေလာတယ် ပြီးတော့ဒီမှာသူတို့ဒီသူတို့ကဒီရုပ်ပွားတော်ကြီးနေပတ်သက်တဲ့အကြောင်းပြီးတော့ဒီဒေတာရဲ့မြေပုံတွေမှတ်တမ်းတွေကိုဖော်ထုတ်ခဲ့တာအကြောင်းမလို့ဒီဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့အကြောင်းကကဘာမှာအဲလူတိများလာပါတယ်ပထဝီနေသားရပြောမယ်ဆိုရင်တော့ဒီဘာမီယန်ဒေတာကပင်လေကြီးမျက်နာပြင်ထက်မီတာ2500ကျော်ရှိပါတယ်ပေ8000ကျော်ဘုံတော်ဆောင်းနှင်းမှာသူဒါတော်တော်အေးပြီးတော့ညှင်းနေတောင်ကြတယ်ဆိုပြီးတော့မှာ ဒါပြောချပါတယ်ဒါကြောင့်လိလာရေးလာလုတ်တဲ့လူတွေတို့တထိတ်သေးလုတ်တဲ့လူတွေကများသောအားဖြင့်နွေရာသီမှာပဲလုတ်တယ်ပေါ့ဒါပေမဲ့နွေရာသီမှာလည်းအချမ်းကူမှဥပါတယ်ဒီနေရာမှာလူတွေနေတဲ့ပုံစံကကြတော့ရှေ့ခေတ်ကလေးကဒီခူပေါက်တီထဲမှာအဲနေပါတယ်ဒါဆိုရင်ဒါကဗာမီယန်နဲ့ပတ်သက်ပြီးတော့မှဒါ အမိုင်အချက်လက်တွေပေါ့နော်ဒါဆိုရင်ဒီဗာမျံဘုရားရုပ်ွားတော်ကြီးတွေကိုဘယ်နှခုနှစ်တုန်းကတိဆောက်ခဲ့တာလဲပေါ့တမိုင်မှတ်တမ်းတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကအတိအကျဆုံးဖြစ်တဲ့ဒီကာဗွန်ဒေးတင်းဆိုတဲ့ဤပညာကိုသုံးပြီးတော့မှဒီရုပ်ွားတော်ကြီးတိဆောက်ခဲ့တာဘယ်သူတိဆောက်ခဲ့တယ်ဘယ်နှခုနှစ်တုန်းကတိဆောက်ခဲ့တယ်ဆိုတဲ့ဟာကိုမှပြောပြခြင်းပါတယ်ဒီရုပ်ွားတော်ကြီးနှစ်စုပေါ့အဓိကပြရုပ်ွားတော်ကြီးနှစ်စုရှိပါတယ် ီတာလီဘန်တွေဖျက်ဆီးခဲ့တဲ့ရုပ်ပွားတော်ကြီးနှစ်စုပေါ့နော်ဒီရုပ်ပွားတော်ကြီးနှစ်စုကဒါတစ်ချိန်တည်းမှာပဲစောက်ခေတာမဟုတ်ဘဲねတစုနဲ့တစုရဲ့ကြားမှာနှစ်ပေါင်း90လောက်ကွာခြားမှုရှိပါတယ်ဒါရုပ်ပွားတော်အငယ်တစုပေါ့နော်အရှိတ်ဘက်မှာရှိတဲ့ရုပ်ပွားတော်ပေါ့ဒီရုပ်ပွားတော်ကဆိုရင်38မီတာ125ပြီအဲရှိပါတယ်ဒီရုပ်ပွားတော်ကိုတော့600စုအလဲပိုင်းမှာ ဖောက်ခဲ့တယ်ဗောနော်အတိအကျပြောရမယ်ဆိုရင် AD 944နဲ့995ချာမှာစောက်ခဲ့တာပါဒါကြောင့်မလို့ဒီရုပ်ပွားတော်အငယ်ကအရှင်ဆုံးပြီးစီးခဲ့တာပေါ့ဒီရုပ်ပွားတော်အကြီးတစုပေါ့နောက်ဖက်မှာရှိတဲ့ရုပ်ပွားတော်က95မီတာပေါ့ပေနဲ့ဆိုရင်180ရှိတယ်လို့ပြောပါတယ်အဲစောက်ခဲ့တဲ့နှစ်တွေကတော့ဒါပါလဲဆို AD 961ကနေ640ဒီကြပေါ့600စုအကုန်900စုအစာပိုင်းမှာစောက်ခဲ့တယ်သူတို့ပြောပါတယ် အဲဒီပြောဒီဆိုလိုချင်တာကတော့ဒါပါလေဒီဘွားတော်ကြီးတွေကဒီပကံခေမြန်မာနိုင်ငံမှာဆိုဒါပကံခေ ਨੇ မတိမ်မရင်ပေါ့နော်ဘသူတွေလှုပ်ခဲ့တာလဲပေါ့ဘသူတွေလှုပ်ခဲ့တာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကြောက်စာမှတ်တမ်းအတိအကျတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့ဒီကာဗွန်တိတ်တိအရာလိလာတဲ့ခါကျအဲ့ဒီခုနပြောခဲ့တဲ့ခေပေါ့နော်600စုအလဲတို့600စုအကုန်မှာဒီဘာမီယန်ဒေတာကိုဟိုအုပ်ဆိုးတဲ့လူတွေက white ham လို့ခေါ်တဲ့လူတွေ ਨੇ နောက်ပြီးကြတော့ western tat ပေါ့နော်အနောက်ပိုင်း tat mindset တွေကဒီနေရာကိုအုပ်စုခဲ့တာပါဒါလက်ရာအရာပြောမယ်ဆိုရင်တော့ဒါခန္ဓာရလက်ရာပေါ့နော်ခန္ဓာရလက်ရာဆိုတာအဲလွယ်ကူအောင်ပြန်ပြောရမယ်ဆိုရင်ဒါဟိုဗုဒ္ဓဘာသာရှင်းချင်းမှုပေါ့အိန္ဒိယမှာ ရှင်းဗုဒ္ဓဘာသာရှင်းချင်းမှုပေါ့ဒါ gupta kit လက်ရာနဲ့ဂရိပါရှန်အနုပညာတွေပေါင်းပြီးမှရှိခဲ့တဲ့လက်ရာပေါ့နော်အဲလက်ရာပါ ပြီးတော့သူတို့ဆောက်ခဲ့တဲ့ကြီးပဲချက်ကကြတော့ဒီဘာမီယန်ကိုအုပ်ချုပ်ခဲ့တဲ့လူတွေကပိုလန်မှအကြောင်းကုန်သွယ်ရေးအေးဖြစ်လာတယ်ဘာသာသူတို့အရန်ချမ်းသာတယ်ဒါကြောင့်သူတို့ကိုကိုွယ်တယ်ဘာသာတရားပြီးတော့သူတို့ရဲ့ဖုံတကူကိုပြချင်းလို့လောက်ကြီးမားတဲ့ရုပ်ဘွားတော်တွေထုလုပ်ပြီးတော့မှပူဇော်ခဲ့တယ်ပေါ့ဘလို့ထုလုပ်ခဲ့တာလဲပေါ့ဘလို့ထုလုပ်ခဲ့ရလဲနေပသက်ပြီးတော့မှသူတို့လိလာတဲ့ခါမှာအချမ်းတယ်ပေါ့ကြည်ဒါရက်ကျုပ်ဘွားတော်ယူကြောက်တောင်မှာသွားပြီးထုထားပါတယ်ဒီ ကြောက်တောင်မှာရုပ်ပွားတော့အကျန်းတည်းအရင်ဆုံးထုလိုက်တယ်ပေါ့ပြီးတော့ခါကျတော့သူအချောကင်ထားတာကြတော့သူကဒီရွှွန်စည်းတို့ကောက်ယူတို့မြင်းမီးတွေနဲ့ရောထားတဲ့အဲဟာကိုမှရောထားတဲ့အဲဟာကိုသူကြောက်တုံးနေပေါ်မှာအင်္ဂလိပ်ကင်တယ်လို့မှန်လိုက်တယ်ပေါ့မှန်ပြီးတော့မှဒီရုပ်ပွားတော့ပုံစံပေါ်အောင်လို့သူတို့ထုလုပ်တယ်လို့ပြောပါတယ်ပြီးတော့အဲရုပ်ပွားတော့ပေါ်မှာဒီအောင်ဆုံးချဲ့တယ်ပေါ့နော်ဒါကြောင့်မလို့မူလလက်ရာကဒီရုပ်ပွားတော့ပေါ်မှာရွှေရောင်အနီရောင်နေရှိနေတယ်ဆိုပြီးတော့မှ အဲ့ဒီကာလတုန်းကရောက်ခဲ့တဲ့တရုတ်ဘုန်းတော်ကြီးတွေအမှတ်တမ်းအရာဒါသိရပါတယ်ပေါ့အဲ့တော့ကာဗွန်ဒိတ်တီလုတ်တယ်ဆိုတဲ့နေရာမှာဘာဟုကာဗွန်ဒိတ်တီလုတ်တာလဲဆိုတော့ဒီခုနကျွန်တော်ပြောခဲ့တဲ့ဒီကောက်ရိုးတို့ရွှွန်ဈေးတို့မြင်းမီးတို့ ਨੇ ရောထားတဲ့ဟာပေါ့နော်ရောထားတဲ့ဟာကိုမှကာဗွန်ဒိတ်တီလုတ်ပြီးတော့ဒီရုပ်ွားတော်တွေကိုဘယ်နှခုနှစ်တုန်းကတိဆောက်ခဲ့တယ်ဆိုတာကိုဒါပညာရှင်တွေကဖော်ထုတ်ထားတာပါဒီအချုပ်အားဖြင့်ပြောမယ်ဆိုရင်တော့သူကပေါ့နော်လူငယ်နှစ်ပေါင်း1500 AD 600လောက်တုန်းကဒီ White Ham ဆိုတဲ့လူမျိုးတွေအုပ်ချုပ်တဲ့ခေတ်မှာပေါ့ဒီဂန္ဓာရအမှုပညာလက်ရာနဲ့ဒီရုပ်ဘွားတော်တွေကိုထုလုပ်ပြီးတော့မှပူဇော်ခဲ့တာပါဒါတမိုင်းမှာလေဒီရုပ်ဘွားတော်တွေရဲ့တည်ရှိမှုကိုအတိအကျထောက်ထားနေရှိပါတယ်ဥမာအဖြစ်ဆိုရင်ဒီပေါ့တရုတ်ဆရာတော်နှစ်ပါးရောက်ခဲ့ဘူးလေပေါ့နော်ဆရာတော်တစ်ပါးဆိုဒီရုပ်ဘွားတော်ကြီးဒီအဲမတိဆောက်ခင်ကလေးကဒီဘာမီယန်ဒေတာကိုရောက်ခဲ့တာပါဒီပေါ့အထင်ရှား အအများတိကြရဲ့မှတ်တမ်းကိုပြောမယ်ဆိုရင်တော့ဒီ AD 630လောက်တုန်းကဒီနာမည်ကျော်တေုဖုံးတော်ကြီးပေါ့နော် Shram Chan ကမြန်မာတွေကသူ့ထန်ဆရာတော်လို့သိပါတယ်။ဘာမီယန်ကိုရောက်ခဲ့ပါတယ်။သူ့ရဲ့ခီးတွားမှတ်တမ်းအရဆိုရင်ဒီဘာမီယန်မှာ ဖုံးတော်ကြီးပေါင်းကဒါဇင်နဲ့ချီရှိတယ်ပေါ့။ဒီဖုံးတော်ကြီးအဲတန်ဃာတော်တွေလည်းဒါထောင်ပေါင်းများစွာရှိတယ်။ဒါတွေမကောက်ဘူးပေါ့။ဒီ Shram Chan ဖူးမြော်ခဲ့ရတဲ့ဒီရတ္တုံမူ ုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကအခုလိုမျိုးကြောက်တုံးအောင်တိုင်းရှိနေရမဟုတ်ဘူးပေါ့ရုပ်ပွားတော်ကြီးနှစ်ဆူလုံးကိုသူကရွှေပြည့်ချထားတယ်လို့ပြောပါတယ်ပြီးတော့တံပိုးကြီးကြောင်းမြေတဲ့နိုင်မျက်စိချဲထားပြီးတော့နေရာအောက်မှာဆိုမျက်စိချင်းစရာကောင်းလောက်အောင်ကိုတက်ပယ်တယ်လို့ပြောပါတယ်အဲဒါကြောင့်မလို့ပေါ့နော်ဒီမှတ်တမ်းကြီးရာဆိုရင်ဒီဘာမီယန်ကတစ်ချိန်တုန်းကဒီဘုဒ္ဓဘာသာဝင်တွေရဲ့ဒီအဲ အလေးထားရတဲ့နေရာပေါ့ဗုဒ္ဓဘာသာကိုလည်းထုတ်မြတ်ထားတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ်။ဒါပေမဲ့ဒီဗာမီယန်ရဲ့ရွှေအောင်လွှမ်းတဲ့နေရာတွေကအများကြီးတော့မခံလိုက်ပါဘူး။တက္ကသိုလ်1221ခုနှစ်ကိုရောက်လာတဲ့အခါမှာမဟုဘရင်ဂျင်ဂျစ်ခန်ကအဲဒီနေရာဗာမီယန်ဒေသကိုရောက်လာပါတယ်။ရောက်လာပြီးတော့သူဝင်းရပိတ်ဆို့ပြီးတိုက်ခိုက်တယ်ပေါ့နော်။အဲ့ဒီတိုက်ပွဲမှာ ကြီးကြီးခံအတွက်ဒီမခံနိုင်စရာကိစ္စတခုဖြစ်သွားပါတယ်။ဒါခုနကကျွန်တော်ပြောခဲ့တဲ့ခန္ဓာညီဆိုတဲ့နေရာမှာဖြစ်ခဲ့တာပါ။ဒီခန္ဓာညီကိုမူဝတ်တက်တယ်။အော်ဝင်းရပိတ်ဆို့ပြီးတော့မှတိုက်ခိုက်နေတော့မှမြို့ကိုခုခံတဲ့လူတွေပြစ်လိုက်တယ်။မြားတစင်းအကြောင်းမလို့ကြီးကြီးခံရဲ့အချစ်ဆုံးမီးတော်ပေါ့။မူတူကန်ကဒီစစ်မြေပြင်မှာပဲကြဆုံးသွားတာပါ။အမီတော့ကြဆုံးသွားတဲ့ခါကျဂျင်းဂျစ်ခန်အရန်ကိုဒေါသထွက်ပြီးတော့မှသူအမိတစ်ခုကိုပေးလိုက်ပါတယ်ပေါ့ဒါကအဲ အရင်တုန်းကလေသူတို့လူမျိုးလုတ်ခဲ့ဘူးပါတယ်ဘာလို့ကြီးကြီးခံရဲ့တမတ်ပေါ့နော်တမတ်လေးတိုက်ပွဲမှာကြာသွားတဲ့ခါကျသူဘာလုတ်တယ်လဲဆိုရင်အဲ့ဒီမြို့မှာရှိတယ်တက်ရှိမှန်သမျှသူရှင်းလင်းခိုင်းပါတယ်ကောင်းဝင်ပုံမှာပြန်နေငှက်တော့မှမချန်ခိုင်းဘူးပေါ့နော်ဒီလူပါပဲဒီနေရာမှာလေသူကကြီးကြီးခံသူ့မီးတော့မူတူကန်ဆုံးသွားတယ်ဆိုတဲ့ခါကျတော့အဲ့ဒီဘာမီယံမှာရှိတယ်တက်ရှိမှန်သမျှပေါ့နော်လူရောတိလိမ့်ဆန်ရောကောင်းဝင်မှာပြန်နေတယ်ငှက်ပါမချန် တခုမှရှင်းမထားနဲ့အကုန်ရှင်းဖြစ်ဆိုပြီးတော့မှသူပြောပါတယ်ပြီးတော့မြို့ကိုလည်းပြာကျသွားအောင်လှုပ်လိုက်တယ်ဗောနော်အဲ့ဒီအဲ့ဒါနဲ့မွန်ဂိုတက်တေလို့လှုပ်ပြီးရဲ့အခါမှာဆိုရင်တစ်ချိန်လုံးကအရန်ကိုမှစီကားခဲ့တယ်ပူလန်မပေါ်မှာရှိခဲ့တယ်ဒီနေရာဗောနော်ဒီနေရာကိုဒုံဝါကိုတိတ်ဆိတ်သွားတယ်ဒေတာကန်တွေကဒီနေရာကိုဘလို့နာမည်ပြောင်းခေါ်ကြလဲရှာအီဂေါ်ဂိုလာဆိုပြီးပြောင်းခေါ်ကြပါတယ်အဓိပ္ပာယ်ကဘာလဲဆိုရင် မူရှိုက်တန်များရဲ့မြို့တော်ကိုလုံးဝကိုတက်ရှိမကြံတော့လောက်အောင်ကိုမွန်ဂိုတပ်တွေကဒီနေရာကိုရှင်းပစ်တာပါအဲ့ဒီလိုနေပဲရာစုနှစ်ပေါင်းများစွာကြာအောင်လို့ပေါ့ဒီဗာမျံဗုဒ္ဓရုပ်ဘွားတော်တွေကရှင်းတန်နိုင်ခဲ့ပါတယ်ကျွန်တော်အခုဒီနေရာပြောချင်တာကတော့မွန်ဂိုတပ်တွေကမြို့ရှင်းခဲ့တယ်ဆိုမြဲဒီဗာမျံဗုဒ္ဓရုပ်ဘွားတော်တွေကတော့ဘာမှမလုပ်ခဲ့ပါဘူးအစ်ဒီနောက်ပိုင်းမှာဒီနေရာမှာအုပ်ချုပ်သူတွေရဲ့ဆက်ဆက်ပြောင်းနေတာပေါ့နော်မကိုရင်မာရာတို့ဘာတို့ လေဒီနေရာကိုအုပ်ဆိုးခဲ့ပါတယ်။အဲ့အနေမှာကာလာတွေအများကြီးကြာလာပြီးတော့2000ခုနှစ်မတ်လကိုရောက်တဲ့အခါမှာတာလီဘန်ခေါင်းဆောင်မူလာအိုမာကဒီရုပ်ပွားတော်ကိုဖျက်ဆီးဖို့သူအမိန့်ပေးခဲ့ပါတယ်။အဓိကကတော့ပြုတ်ထုကိုကိုွယ်တာအာဖဂန်နစ္စတန်တစ်ခုလုံးမှာ မရှိရဘူးပေါ့နော်။ဒီနေရာမှာကမှတ်တမ်းတွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာဆိုပြီးဒါကအယူဝါဒအာကွာလို့ဖျက်ဆီးတာ အဲဆိုရတဲ့တာလီဘန်တွေကဖျက်ဆီးခြင်းလို့ကိုဖျက်ဆီးတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်မလို့လဲဆိုရင်မကူအင်ပါယာပေါ့။ဝူအင်ပါယာရဲ့လက်အောက်မှာလေဒီဘာမီယန်ဒေသကနှစ်တည်းအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကလည်းဘာမှမဖြစ်ခဲ့ပါဘူး။နှစ်တာလီဘန်လက်ထက်ကြမှာဖြစ်တာပေါ့နော်။အဲဒီနေရာမှာတခုအဲအန်ဟောစရာကောင်းတာဒီရုပ်ပွားတော်ကြီးတွေကိုတာလီဘန်တွေကဖျက်တဲ့ခါကျလွယ်လွယ်ကူကူနဲ့ပျက်စီးမသွားပါဘူး။ကြောက်သားတွေကရမ်းခိုင်နေပေါ့နော်။သူတို့လေးပြစ်လက်နက်တွေရောအမြောက်တွေနဲ့ရက်ဆက်ပစ်တာအောင်မှပြုတ်မကြသွားဘူး။ အဲ့နဲ့သူတို့နောက်ဆုံးမှဘာလုပ်တလဲဆိုရင်ရုပ်ွားတော်ကြီးရဲ့ခြေရင်းကဘူတွေပေါ့ပြီးတဲ့အခါကျကိုယ်ထဲမှာရှိရဲ့အဲကိုယ်တွေပေါ့အဲ့ဒါလေးကိုကြောက်သားတွေကိုသူကလိုင်ကောင်းနေလို့ဖောက်ပြစ်တယ်လို့ပြောပါတယ်အဲ့ထင်မှာမှာဒိုင်နမိုက်တို့ပေါ့ပြီးတဲ့အခါကျတင်ကားဖြတ်မိုင်းနေအများကြီးထည့်ပြီးအစင်းစင်းခွဲလိုက်တဲ့အခါကျမှနှစ်ပေါင်း1500သမိုင်းတက်တန်းရှိတဲ့ဒီရုပ်ွားတော်ကြီးကျကြပျက်စီးသွားပါတယ်အဲ့ဒီနောက်မှာတော့ ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲလူတွေရဲ့စိတ်ဝင်စားမှုကပိုပြီးတော့မှမြင့်တက်လာပြီးတော့ဗာမီယန်နဲ့ပတ်သက်တဲ့လိဝတ်ချက်တွေအဲဆိုတာကဘာနဲ့မှပြန့်နှံ့လာပါတယ်ဒီမှာရုပ်ပွားတော်ကြီးပျက်စီးသွားပြီပေါ့နော်အဲ့ဒီမှာဆိုရင်ဒီလိဝတ်ချက်တွေကြံ့ရင်ခဲ့တဲ့လိဝတ်ချက်တွေပုံစံတွေကဘာလဲဆိုတဲ့အခါကျတော့ပထမဆုံးနဲ့အကြီးမားဆုံးလိဝတ်ချက်ကတော့ပျောက်ဆုံးနေတဲ့တတိယမြောက်ရုပ်ပွားတော်ပါကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲပေါ့တရုတ်ဆရာတော်ရွှန်ချန်ကအဲ့ဒီဒေတာကိုရောက်ခဲ့ပါတယ်ရွှန်ချန်မတိုင်ခင်တော့လည်းဆရာတော်တပါရောက်ခဲ့တယ်ပေါ့နော် ကြံကြံရေးထားတဲ့အမှတ်တမ်းအရာဆိုဒီဘာမီယံဒေတာမှာကျွန်တော်တို့သိထားတဲ့ဒီရက်တော်မူဘုရားရဲ့ဘွားတော်ကြီးနှစ်ဆူပြီးနောက်ထပ်အလျား300မီတာပေ1000အရှည်လောက်ရှိတဲ့အေယာမလျောင်းတော်မူအဲကျုပ်ဘွားတော်ကြီးတဆူရှိသေးတယ်ဆိုပြီးတော့အတိအကျကိုရေးထားပါတယ် sleeping boat ပါဘောနော်အဲဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်အောင်ပါပေ1000ဆိုတာနည်းနည်းလေးမဟုတ်ပါဘူးအခုပြင်သစ်မှာရှိတဲ့ Eiffel Tower ရဲ့အမြင့်ကပေ1000ရှိပါတယ်အဲ့လောက်အရှည်လျားရှိတယ် အေယာမဗုဒ္ဓရုပ်ပွားတော်ကြီးအစုဒီနေရာမှာရှိတယ်လို့ပြောပါတယ်ဒါပေမဲ့ထူးဆန်းတာဒီနေ့အထိပေါ့နော်ဒီရုပ်ပွားတော်ကြီးဘယ်သူမှလာပြီးတော့မတွေ့တွေ့အောင်လို့မဖော်ထုတ်နိုင်သေးပါဘူးပေါ့နော်ပညာရှင်တွေကဒီရုပ်ပွားတော်ရဲ့မြေအောက်ဒါမှမဟုတ်တောင်ကုန်းတစ်ခုခုရဲ့အောက်မှာရှိနေတယ်လို့ယုံကြည်နေတယ်ပေါ့နော်တကယ်လို့များတွေ့ခဲ့တယ်ဆိုရင်ဒါကကဘာအံပွေတစ်ခုတောင်မှဖြစ်လာမယ်လို့ပြောပါတယ်ဒါကပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကတော့ရုပ်ပွားတော်ကြီးပြိုကျသွားပြီးတဲ့နောက်မှာ secret passage way လို့ခေါ်တယ်ပေါ့လိဝတ် လိုင်ကောင်းလမ်းကြောင်းတွေကိုတွေ့ခဲ့ပါတယ်အပြင်ကနေကြည့်တယ်ဆိုရင်ဒီရုပ်ပွားတော်ကြီးဒီကကြောက်တောင်ကိုကတ်ပြီးတော့มาထွင်းထားတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းဒီရုပ်ပွားတော်ကြီးပြိုကျသွားတဲ့အချိန်မှာဒီရုပ်ပွားတော်ဒီရဲ့နောက်မှာဆိုရင်အဲလူတွေဝင်လို့ရတဲ့လေကားတစ်တွေလိုင်ကောင်းလမ်းကြောင်းတွေကိုတွေ့ခဲ့ပါတယ်အဲ့ဒီမှာဒီ ဒါနာရအမှုပညာလက်ရာအရန်ကိုအစင့်မြင့်နေဆိုပြီးတော့မှာအကုန်လုံးဟိုအတိအမှန်မပြုတ်မနေနိုင်အောင်ကိုဖြစ်ခဲ့ပါတယ်အဲ့ဒီရှေးတုန်းကဇလန်းနေရဆိုရင်ပေါ့အဲ့ဒီဒီဘာမီယံအုပ်ချုပ်ခဲ့တဲ့ဒေတာကန်ဘရင်နေတို့ပြီးတော့အထက်တန်းလွှာတွေကဒီလူဝက်လမ်းကြောင်းတွေတဆင်ပေါ့ရုပ်ွားတော်ကြီးရဲ့ဥကောင်းတော်အထိတက်ပြီးတော့မှသူပူဇော်ခဲ့ကြတယ်လို့ဒါမှတ်တမ်းရှိပါတယ်အခုဒီဘာရိုကြီးတွေပြိုကျသွားပြီးတဲ့နောက်မှာဒီလိဝက်လိုင်ကောင်းလမ်းကြောင်းတွေကိုတွေ့ရအောင်လို့ဒီပြောခဲ့တဲ့ဇကားတွေက အမှန်တကယ်ပဲဆိုတာကိုသိခဲ့ပါတယ်နောက်ဆုံးလေ့ဝတ်ချက်ကတော့သူကဘာလဲဆိုတော့ဒါမထင်မှတ်ထားတဲ့တွေ့ရှိမှုပါပဲပေါ့နော်ပျက်စီးသွားတယ်အဲ့ဒီမှာဂူပေါက်တွေဝင်ပြီးကြည်ကြတယ်ပေါ့ဂူပေါက်တွေဝင်ကြည့်ကဂူနေရန်တချို့မှာဆိုရင်သူကစီစည်းပကြီတွေကိုတွေ့ခဲ့ပါတယ်စီစည်းပကြီတွေ့တာဘာထူးဆန်းလို့လဲဆိုတဲ့အခါကျတော့ဒါတော်တော်ထူးဆန်းတယ်လို့ပြောလို့ရပါတယ်ဒီအဲဘာမီယန်ရုပ်ပွားတော်ကြီးရဲ့လှိုင်ကောင်းနေတဲ့မှာစီစည်းပကြီတွေကိုမတွေ့ခင်တုန်းကကဘာမှာလက်ခံထားတာက ဘာလဲဆိုဒီစီစည်းပကြီးတွေက14ရာစု15ရာစုလောက်ကမှဥရောပမှာစပေါ်တယ်ဆိုပြီးလက်ခံထားကြတာပါဒါပေမဲ့ဒီဘာမီယန်ကပကြီးတွေက AD 6ရာစုအလဲ6ရာစုအကုန်900စုကလေးကရေးဆွဲခဲ့တာဘောနောက်ကြဆုံးဆိုရင်တော့မှာ AD 900စုပဲဘောနော်။ဒါဆိုရင်ဥရောပအထက်ကိုနှစ်ပေါင်း600 900လောက်ကိုစောပြီးတော့မှာဒီစီသေးနီးပညာကဘာမီယန်ဒေတာမှာရှိခဲ့ပါလေ နောက်ပြီးတော့ထက်တွေ့တာကဘာလဲဆိုဒီပကြီးကြီးပေါ့နော်ဒီပကြီးကြီးထဲမှာဆိုရင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ပုံတွေတွေမဟုတ်ဘဲနဲ့ပါရှန်ရည်ကြီးမှုတွေကနိနတ်ဘုရားပုံစံတွေပါရောနှောပြီးတော့မှပါဝင်နေတယ်ပေါ့နော်ဒီနေဝချက်၃ခုပေါ့ဒါကအာနောက်ပိုင်းမှာဒီဗုဒ္ဓရုပ်ပွားတော်ကြီးပြုကြပြီးရဲ့နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့ဟာတွေပါနောက်တစ်ခုကျွန်တော်ဆက်ပြောချင်တာကဒီဘာမီယန်ဒေတာအဲဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့ပတ်သက်ပြီးတော့မှာ လောက်ရတဲ့ဒူဖို့မှုရှီအောင်သူတွေနဲ့ဒူဖို့မှုတွေလိလာမှုတွေအကြောင်းပါဒီလိလာမှုတွေကတာမန်လိလာမှုတွေလို့မဟုတ်ပါဘူးဒီအိန္ဒိယနာဂျုံစီရဲ့ဇာကားတွေတွေကလို့အသက်ဆုံးပြီးတော့ဟိုလောက်ရတာပါဘာဖြစ်လို့လဲဆိုတော့ဒီဘာမီယန်ဒေတာနှစ်ပေါင်းများစွာစစ်ပွဲကြီးဖြစ်ခဲ့တဲ့စစ်တလင်းပြင်ကြီးပါဟိုးရုံကမူကိုခေတ္တကဖြစ်ခဲ့တာတွေကတော့ဒါထားလိုက်ပါတော့နောက်ပိုင်းမှာသူဆိုဗီယက်ကအဲအာဖဂန်နစ္စတန်ကိုကျူးကျော်ပါတယ်အာဖဂန်နစ္စတန်ကိုကျူးကျော်တဲ့အချိန်မှာသူတို့ဒီနေရာမှာမြင်းမြုပ်မိုင်းတွေအများကြီး ချထားပြီးတော့မှခုခံကာကွယ်ခဲ့တယ်ဘုနော်တိုက်ပွဲတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီလစ်လာတဲ့ပညာရှင်တွေကဆိုရင်ဘာလို့ရလဲဆိုပထမဆုံးတူဖော်မှုမလုပ်ခင်မှာမန်ရှင်လင်းအဖွဲ့ရဲ့အရင်လှုပ်ပြီးတော့မှသူတို့ရှင်းရပါတယ်ဒါမြေကြီးအောက်မှာရှင်းအောင်ပစ္စည်းတွေလည်းရှိတယ်လို့မျိုးမိုင်းတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးရှင်းလင်းတာမှသူတို့စိတ်မချရဘူးလို့အဲသိရပါတယ်ဒီတူဖော်ကြီးလုံနေရင်းနဲ့ခေါ်ပြားတခုခုမြေကြီးထဲမှာရှိတဲ့တခုခုကိုသွားထိုးမိပြီးတော့တတ်ထု တန်ပေါ်တော့တတ်သူကိုထိလိုက်မိတဲ့အတန်ပေါ်တောက်လို့ကြားရဲဆိုရင်ဒီသူ့ဖို့ကြီးလှုပ်တဲ့လူတွေကသူတို့စိတ်ထဲမှာဒါရှီအောင်ပစ္စည်းလားဓမ္မမုတ်မိုင်းလားဆိုပြီးတော့မှစိတ်ထဲမှာဖြင့်ပြီးတော့မှခြေတလမ်းမာတာနဲ့တပါပါသွားနိုင်တဲ့ခြေလီမျိုးမှအလုလုကြရတာပါဒါဗာမီးရဲ့တူဖုံမှုဒါပထမဆုံးမိုင်းအန်နေရေပေါ်တော့တူဖုံမှုလှုပ်တဲ့နေရာမှာဒုတိယတစ်ခုကကြတော့ဒါလူတွေရဲ့အန်နေရေပေါ့ ဒါပါလေသူဗာမီယန်ဒေတာကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ရှင်းအောင်ရည်ကြီးမှုတွေအရန်ကိုမှကြွယ်ဝပါလေနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့တွေ့လာရတာပေါ့နော်တွေ့လာရတာတွေကအမွေနှစ်တည်းအရန်များလုံးလို့ဘာနည်းတော့သွားပြီးတင်စားကြလဲဆိုရင်သူ death sea school ပေါ့နော်အဲ့ဒီ death sea school လို့ ခေါ်တဲ့ဒီပေါ့စာလိပ်တွေအများကြီးတွေ့ခဲ့တဲ့နေရာရှိပါတယ်ကဘာတခြားတနေရာမှာအဲ့လိုမျိုးပါလေသူဒီဒီဗာမင်ဟန်ဒေတာမှာလေဗုဒ္ဓရုပ်ဘွားတော်တွေနဲ့ဆိုင်နေအဆင်းဓုတော်တွေပေါ့နော်နောက်ကျတော့ဒီမှတ်တမ်းတွေပေါ့ဒါတွေကိုတွေ့ရတယ်ပေါ့အဲ့လိုကျတော့မောင်ခိုသမားတွေအတွက်ကဒါအရန်ကိုမှာစီးပွားရေးလုပ်ငန်းခွင့်ကြီးပေါ့နော်သူတို့ကဒီနေရာမှာလာတူးပြီးတော့မှပြန်ချောင်းညတယ်ပေါ့ဒီနေရာမှာရွှေဆင်းဓုတော်တွေငွေဆင်းဓုတော်တွေရုပ်ထုအပိုင်းစားတွေ တွေ့ရပေါ့ဒါဝယ်တဲ့လူတွေလည်းရှိတယ်လို့ပြောပါတယ်ဒါပညာရှင်တွေကဒီမောင်ကိုသမားတွေနဲ့လူရက်ကိုတူးရတာပေါ့အဲပညာရှင်တွေနေဘက်မှာအလုံးလုပ်တဲ့အချိန်မှာမောင်ကိုသမားတွေကညဘက်လာပြီးတော့သူတို့တူးလက်စားတွေတူတူးပြီးတော့မှအဲပြင်ပထုတ်ပြီးတော့ရောင်းနေဒါကြောင့်ပညာရှင်တွေကဒီမောင်ကိုသမားတွေလက်ထဲကိုမရောက်ခင်ပေါ့အဲမရောက်မရောက်အောင်လို့ပေါ့ဒီတူးနေတူးနေစင်းမှာလေဒါတွေကိုသူတို့လက်ထဲကိုမရောက်ခင်အဲသူတို့ပါလဲဆိုအဖိုးတန်တမိုင်းထောက်ထားတယ်အမြန်ဆုံးရှားဖွေထိမ့်သိမ့်မှုတူးဖို့ရရှိဖို့ ချင်းနဲ့ပြိုင်ပြီးတော့မှလောက်ရတာပါဒီနေရာမှာကျွန်တော်နောက်ပြောပြခြင်းနဲ့လူတယောက်အကြောင်းရှိပါတယ်သူကချီအောင်သူတည်တနာပညာရှင်ဒေါက်တာဇမ်မာလိုင်ဒါစီပါဒီဘာမီယန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့သူ့အကြောင်းကိုထည့်ပြောထည့်ပြောဒါကသူ့ကိုလေချီချူးကွန်ပျူတာရောက်တဲ့လူမျိုးဒီဒေတာကိုထိမ့်သိမ်းမှုအတွက်လုပ်နေတဲ့လူတွေအားလုံးကိုလေဂျန်တဲ့လူတွေကအမှတ်တရရှိအောင်လုပ်ပါ ဒီအာဖဂန်ပညာရှင်ကသူကပြင်သစ်ကိုထွက်ပြေးရပါတယ်တာလီဘန်တွေကြောင့်ဒါပေမဲ့သူဘာလုပ်တယ်လဲဆိုရင်သူ့မှာအယူတုမှုတစ်ခုရှိပါတယ်သူကဘာလုပ်လဲကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲတော့ပြီးမီတာ300ရှိတဲ့ပျောက်ဆုံးနေတဲ့လျောင်းတော်မူဗုဒ္ဓယူပွားတော်ကြီးကိုသူအမြဲတမ်းပဲရှာပါတယ်တာလီဘန်တွေချဆုံးပြီးတဲ့နောက်မှာသူနေရာဒီတိုင်းပြင်သစ်ကနေဗာမီယန်ကိုလာတယ်ပေါ့ပူပြင်းတဲ့နေအောင်ကြီးရဲ့ အောင်မှာသူ့ရဲ့အိမ်မက်ဖြစ်တဲ့ဒီ the sleeping buddha ပေါ့နော်ဒီဘုရားရုပ်ပွားတော်ကြီးကိုရှာဖို့နှစ်ပေါင်းများစွာသူကြိုးပမ်းအားထုတ်ခဲ့ပါတယ်သူကဒီရှာဖွေးလုပ်ငန်းစဉ်မှာဆိုအတိမတ်ပြူပါမယ်ဒါလူတယောက်ပါပေါ့သူအခုချိန်ထိတော့သူဒါကိုမတွေ့ပါဘူးအခုဆိုရင်ဒီရှာဖွေးလုပ်ငန်းစဉ်นี่လည်းရက်တန်သွားပါပြီအဲဒါမဲ့သူဘာကိုတွေ့ခဲ့လဲဆိုရင်19မီတာလောက်ရှိတဲ့ရုပ်ပွားတော်အပိုင်းစားတစ်ခုကိုတွေ့ခဲ့ရပါတယ် နောက်ထပ်ဆက်ပြောချင်တာကတော့ဒီတူဖို့ရေလုပ်ငန်းမှာနောက်ထပ်အခက်အခဲတစ်ခုကအမြင့်ပေါ့နော်ဒီရုပ်ွားတွေရှိတယ်ဂူတွေပေါ့နယံစေးပကြီးတွေရှိတယ်ဂူတွေကပြီးအဲမီတာအဖြစ်ပေါ့နော်30 50 100လောက်မြင့်တဲ့နေရာတွေမှာရှိပါကြောက်ကဘာတွေပေါ်မှာရှိပါတယ်အရှိအောင်လှေကားစနစ်တွေလည်းပျက်စီးနေပြီဆိုတော့ပညာရှင်တွေကတောင်းတကြိုးတွေပေါ့ ဒါတွေကိုဝစ်ပြီးတော့မှသူတို့တက်ပြီးတော့မှလေ့လာရပါတယ်ဒီပေါ့တော်တော်မြင့်မားတဲ့အမြင့်ကအမြင့်ကိုတက်ပြီးတော့မှသူအသက်နဲ့ရင်းပြီးတော့မှလှုပ်ရတာပေါ့တော့ကျွန်တော်ကဒီနေရာမှာဘာကြောင့်ဒီအကြောင်းတွေကိုပြောပြတာလဲပေါ့မြင်းမြူမိုင်းအန်ရီဒီလည်းရှိတယ်ပြီးတော့ဒီပေါ့မောက်ခုသမားရင်းနဲ့အပြိုင်လည်းတူရတယ်လူအမြင့်ကိုတက်ပြီးတော့လေဒါလှုပ်ရတယ်အသက်နဲ့ရင်းပြီးတော့မှလှုပ်ရတယ်ပေါ့ဒီလိုမျိုးလှုပ်ရတာတော့မှလူတွေကဒီနေရာကိုမှလိလာခြင်းနေတယ်ဆိုတော့သူတို့ရဲ့စိတ်အားထက်သန်မှုပြပြောခြင်းလို့ပေါ့ဒီအကြောင်းတွေကို ငယ်ပြောရတာပါဒါကဘာလဲဆိုရင်လူတွေဘာလို့ဒီလောက်ဆေးအားထက်သန်နေပေါ့ဒါဘာကိုပြနေလဲဆိုဒီဘာမီယန်ဒေတာကဒီဘုရားရုပ်ဘွားတော်ကြီးတွေရောပေါ့ဒေတာကြီးတစ်ခုလုံးရဲ့အမွေနှစ်ကလူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ဒါပျောက်ဆုံးသွားတယ်တမိုင်းစာမျက်နှာပေါ့နော်ဂန္ဓာရရင်ကျင်းမှုရဲ့အထုတ်ထိပ်ပေါ့နော်ဗိုလ်ချက်နေရာဖြစ်လို့လူတွေကတက်နေရင်းရတာတော့မှဒီလိုမျိုးကြီးစူးစမ်းပန်းစားနေဒါချပွေဖို့ထုတ်ထိမ့်သိမ့်မှုတွေလုပ်နေရပါတယ် ဒါညကုန်းချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့လက်ရှိအခြေအနေမှာအာဖဂန်နစ္စတန်နိုင်ငံရဲ့အခြေအနေဒီကြောင့်မလို့နိုင်ငံတကာသူတွေနာလုပ်ငန်းတွေရှားဖွေးလုပ်ငန်းတွေအလုံးကြီးပါကိုဒီနေရာမှာရက်တန့်နေပါတယ်ရက်တန့်နေပါတယ်ဘောနောဘာမီယန်ကဒီတမိုင်းပညာရှင်တွေဆိုရင်ဒါပြောကြပါတယ်ဒီဘာမီယန်ဆိုတာကဘောနောဟို စိတ်နှစ်ခုဒီနေရာမှာရှင်တန်းနေရပေါ့ဘာလဲဆိုလူသားတွေရဲ့တိဆောက်နိုင်တဲ့စိတ်ပေါ့နော်လူသားတွေရဲ့ဖန်တီးတိဆောက်နိုင်တဲ့စိတ်ထိမ့်သိမ့်ကာကွယ်ခြင်းနဲ့စိတ်နဲ့ဖြည့်ဆည်းခြင်းနဲ့စိတ်နှစ်ခုဟာဒီဗာမျက်ဒေတာမှာအဲတွေ့နိုင်တယ်ဆိုပြီးပညာရှင်တွေကဒါပြောခဲ့ကြပါတယ်ပြီးတော့ဒီဗာမျက်ဒေတာအတိတ်ကဗိုလ်လမ်းမကြီးရဲ့ဒါပြရုပ်တစ်ခုလည်းဖြစ်တယ်ဘောနောပြီးတော့စစ်ပွဲတွေကြောင့်မလို့ဖြစ်ပွားခဲ့ရတဲ့ပျက်စီးဆုံးရှုံးမှုတွေရဲ့ တင်ဂီတာတစ်ခုပါဒီနေရာမှာကျွန်တော်ကနားထောင်နေတဲ့အဲလူတွေမိတ်ဆွေတွေပေါ့နော်မိတ်ဆွေတွေအာမိရှင်နဲ့မိကုန်တစ်ခုရှိပါတယ်ဒါကတော့ဗာလဲဆိုရင်အဲဒီဘာမီယန်ဒီတာနဲ့ပတ်သက် ပြီးတော့မှကပအမွေနဲ့ထိမ့်သိမ့်နေသူတွေရှားမှာအငင်းခုဖြစ်နေရတာတစ်ခုရှိပါတယ်ဒီဟာကဗာလဲဆိုတပတ်ကပေါ့နော်လူတွေကကြတော့ဒီဘွားတို့ကြီးကိုမူလပုံစံအတိုင်းပြန်ဆောက်တင်နေဒီပညာတွေရှိနေပြန်ဆောက်လိုက်မှရှိခေတုံးက အတိုင်းပေါ့နော်ခုံရထုံးပြမှုပြန်ရမယ်ပေါ့နော်ဒါတစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကကြတော့အကြတော့ဒါမလုပ်တင်မှုပေါ့မူလားလက်ရပိုင်းစားလည်းမဟုတ်တော့ဘူးပြန်ဆောက်လေအတူပဲပေါ့နော်ဒီလိုဟာလာဟင်းလေးဖြစ်နေတဲ့ကူပေါက်တီးကိုပြထားတာကဒီအစွန်းရောက်တီးရဲ့ရက်ဆက်မှုကိုကဘာတိစေမဲ့ဆိုပြီးတော့တမိုင်းသက်တေဖြစ်ခြံရိတ်ခဲ့မဲ့ဆိုဒီလိုမျိုးပညာရှင်တွေကြားမှာကိုနှစ်ခုအငင်းပွားနေပါတယ်နားထောင်နေတဲ့မိတ်ဆွေတွေရောဘယ်ဘက်ကနေမှအင်းအဲနေမလဲဆိုတာကိုမှဒါကျွန်တော် ဒါသိချင်ပါပဲပြန်ဆောက်ဖို့ကြိုးစားတဲ့လူတွေကလည်းဒီတိုင်းအဲလက်မလျှော့ကြပါဘူးသူတို့ကိုယ်ပစံနဲ့ကိုတော့မှဆောက်ပေးခြင်းတဲ့လူတွေရှိပါတယ်ဒါမှဒါယူပြန်မဆောက်နိုင်ဘူးဆိုရင်တော့ပေါ့ဒီပုံစံကိုပြန်မြင်နေတဲ့လူတွေကဒါတူးနေတင်းနေရှိပါတယ်ပြီးတော့စိတ်အားလည်းအများကြီးထက်သန်တဲ့လူတွေလည်းတွေ့ရပါတယ်ဥပမာအနေနဲ့ဆိုရင်2015တုန်းကတရုတ်ဆောင်တွေအဲတရွေကပေါ့နော်သူတို့ရဲ့ကိုပိုင်ငွေနဲ့ဗာမီယန်အထိလာပြီးတော့3ဒီ ဟောလူဂရန်ဒီပညာနဲ့အလင်းထန်းတွေထိုးပြီးတော့ပျက်စီးသွားတယ်ဘုရားရုပ်ပွားတော်ကြီးဒီရေပုံစံကူတူဒီကူပေါက်မှာ ပြန်ပြီးတော့မြင်အောင်လို့ပေါ့နော်ဒီပုံရိပ်ရောင်နဲ့ပြန်ပြီးတော့ပေါ်ထုတ်တာမျိုးတွေသူတို့ဒါလုပ်ခဲ့ပါတယ်အဲဒါပြန်ပြီးတော့မှတိဆောက်ချင်တဲ့လူတွေရဲ့စိတ်အားထက်သန်မှုတစ်ခုပါတနည်းနည်းတစ်ချိန်ချိန်မှာလည်းဒီခုနကကျွန်တော်ပြောခဲ့တဲ့တမိုင်းတွေကပျောက်ဆုံးသွားခဲ့တယ်ပြီးတထောင်ရှိတယ်လျောင်းလုံးမှု ဘုဒ္ဓရုပ်ဘွားတို့ကြီးကိုရှာတွေ့သွားမလားပေါ့เนาะဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့မှစောင့်ကြည့်ကြအောင်ပါပါအဲဒါကတော့ကျွန်တော်ဗာမီယန်ဒေတာနဲ့ပတ်သက်ပြီးတော့မှပြောခဲ့တဲ့အဲဗီဒီယိုရဲ့အဆုံးသတ်ပါအဆုံးထိချပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်